အဇေးရဲ့မော်ဝင်ခြေစွမ်းနဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့အာစနယ်အားလုံးမင်္ဂလာပါဝင်းဘဝ channel ကနေအားလုံးကိုကြိုဆိုပါရစေ။ကျွန်တော်တို့မင်းညားကရှင်ပိုင်ကစားခဲ့တဲ့ Super Sunday ရဲ့မြောက်လန်နန်ဒါဘီပွဲစဉ်မှာအာဆင်နယ်ကတော်ဒီယန်ဟော့စပါတင်းကို၄ဂိုးတိုးတိုးဆက်ရလာတဲ့အနိုင်ရရှိခဲ့တယ်။ဒီပွဲစဉ်မှာဆိုရင်ဒီ Aprici SC ရဲ့တကယ့်ကို Master Class Performance တကယ်ကိုမော်ဝင်ခြေဆွတ်နဲ့ဂိုးပြတ်အနိုင်ရရှိခဲ့တယ်။ဒီပွဲစဉ်ပြီးတဲ့နောက်ဟိုကျွန်တော်စဉ်းစားမိတာတခုရှိတယ်။အဘာလဲဆိုတော့ဒီဘောလုံးမှာတခါတည်းဒီမထင်မှတ်တဲ့အပြောင်းရွှေ့တွေကကိုယ့်ရဲ့အတင်ကိုပို့ပြီးတော့စတောင်းဖြစ်စေတယ်ဗျ။ဥပမာဒီနှစ်အာဆင်နယ်ရဲ့အပြောင်းရွှေ့ကိုပဲကြည့်။ဒီသူတို့ဒီဘဲတောင်မှာတိုက်ဆင်နေရမှာသူတို့ရိုဒီโกကိုတစ်ချိန်လုံးလိုက်တယ်။အာဒီတာကရိုဒီโกရိုဒီโกအပြောင်းရွှေ့စကြတယ်ရိုဒီโกသူတစ်ချိန်လုံးသဘောကျတယ်သူ့ကိုခေါ်ပေးဖို့သူတောင်းဆိုတယ် ဒီချိန်မှာဒီဘုတ်ဖွဲကဒီ backup plan အနေနဲ့ဒီ average asset ကိုသူတို့စဉ်းစားထားတယ်။နောက်ပိုင်းဒီ Rodrigo က Real Madrid ကိုနေချင်တဲ့စိတ်ကများနေတဲ့အတွက်ကြောင့် Rodrigo ကို Arsenal ကမခေါ်ဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ချိန်မှာဒီအပြောင်းရွှေ့ပိတ်ရမှာ Arsenal ကဒီ average asset ကိုခေါ်မလားမခေါ်ဘူးလားဒီလိုမျိုးတွေးဝင်နေတဲ့အချိန်မှာမထင်မှတ်ပဲဒီအပြောင်းရွှေ့ကဖြစ်သွားတယ်။ဒီလိုမျိုးမထင်မှတ်တဲ့အပြောင်းရွှေ့တွေကကိုယ့်ရဲ့အသင်းကိုပိုပြီးတော့ stone ဖြစ်စေတယ်။ ဒီနေ့ပွဲမှာ average AC ရဲ့ performance ကဒီပွဲရဲ့ရလက်ကိုခြားနားစေခဲ့တယ်အထူးသဖြင့် opposition ဘောက်ထဲမှာသူ့ရဲ့ danger တဲ့ runs တွေနောက်ပြီးသူ့ရဲ့ဒီနေရာယူပုံတွေကခိုးရမဲ့ပိုင်းတွေမှာအရန်ကိုအေးပါခဲ့တယ်အထူးသဖြင့်ဒီ opposition ဘောက်ထဲမှာသူ့ရဲ့ finishing စွမ်းရည်ကဘလောက်ကောင်းလဲဆိုတော့ကျွန်တော်တို့အားလုံးမြင်တွေ့ခဲ့ရတယ်။ OD ကစီမှာဒီလိုမျိုး finishing စွမ်းဆောင်စွမ်းရည်မျိုးကျွန်တော်တို့မြင်တွေ့ရခဲ့တယ်။ဒါပေမဲ့ဒီ SA ကတော့ OD ကနဲ့မတူတဲ့ဒီစွမ်းဆောင်ရည်မျိုးကိုကျွန်တော်တို့အသင်းကိုပေးစွမ်းနိုင်တယ်။ ီနေ့ပွဲမှာအာဆင်နယ်ကဒီအိုင်ရှင်ပရိသတ်တွေရဲ့အားပေးမှုနဲ့အတူပွဲစပိုင်းမိနစ်တွေမှာထောက်လျှောက်ဖိအားပေးတိုက်စစ်စဉ်ကစားတယ်တော်ဒီယန်ဟော့စပါကတော့ဒီဆန်တဲ့ဘက်9ယောက်ကိုအထိုင်ချပြီးတော့ defensive ကို solid ဖြစ်အောင်လုပ်တယ်ပြီးတော့ဒီကွင်းလယ်မှာဒဗယ်ပိုင်ပေါ်အနေနဲ့ဘန်ဒန်ကားနဲ့ပေါ်လင်ညာတွဲကိုအသုံးပြုတယ်နောက်ပြီးဒီတော့မဖရန့်သုံးသွားတဲ့ viewer တခုရှိတယ်အပါလဲဆိုတော့သူတို့ဒီ middle third zone မှာဖောင်းပေါ်ရတဲ့အချိန်တိုင်းမှာသူတို့ဂိုးသမားဘီကာရီကိုရှေ့တက်ပြီးတော့ကန်ခိုင်းတယ်ဒါဒီ Arsenal ရဲ့ ဒီကစားအောက်ချဖို့နဲ့ပွဲရဲ့တံပိုးကိုချဖို့သူအသုံးပြုခဲ့တယ်ဒီသုံးဒီလိုမျိုးအသုံးပြုခဲ့တဲ့နီးပြူဟာလည်းမှန်ကန်တယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့အာဆင်နယ်ဒီ3မိနစ်က3မိနစ်မှာဒီဒက်ကလန်ရိုက်ကန်ခဲ့တဲ့လုံးကလွဲအဲ့နောက်ပိုင်းမှာဂိမ်းကပြန်ပြီးတော့ AAC ပြန်ဖြစ်သွားတယ်ဒီချိန်မှာမီခင်မိုရီနိုရဲ့ကီလာပတ်စ်ကနေဒီယန်နိုထရော့ဆက်ကအာဆင်နယ်အတွက်ဥဆောင်ကိုတွင်းယူပေးခဲ့တယ်အဲ့ဥဆောင်ကိုတွင်းယူပေးတဲ့နောက်မှာလည်းတော်ဒီယန်ဟော့စပါရဲ့တိုက်စစ်ကတခုကြကြဘာမှကိုလုံးမပြနိုင်ခဲ့ဘူးဒီဘက်စပိုင်းမှာလည်းသူတို့ချိုးတော့ပိုင်းနေမှာလိုအပ်ချက်ရှိခဲ့တယ်သူသဖြင့်ဒုတိယဥဆောင်ကိုပဲကြီးလိုက် ဒီစပါကတော့မှတော်တော်များများကဒီညာဘက်ချမ်းကိုပဲစုပြုံပြီးတော့လိုက်ကတဲ့အချိန်မှာသူတို့ရဲ့ opposition pawsit မှာ space ကြီးကကျန်ခဲ့ရောအဲ့အချိန်မှာဒီ arsenal ကအဲ့အခွင့်အရေးကိုအကောင်းဆုံးအသုံးချပြီးတော့ဒုတိယဦးဆောင်ကိုသွင်းပေးခဲ့တယ်ဒီကိုမှဆိုရင်ဒီ average asay ရဲ့ဒီ finishing ပိုင်းတော်တော်ကိုကောင်းတယ်ပြောရမယ်တကယ် develop ဖြစ်ပြီးတော့ဒီဦးဆောင်ကိုသွင်းပေးခဲ့တယ်ဆိုတော့ဒုတိယပိုင်းပွဲစားပါဒီမထင်မှတ်ပဲဒီ Julian Timber ရဲ့ဘေးဘုံမှုကနေ average asay က ဘဲချင်းနဲ့ဒီတောင်တွေကိုအကောင်းဆုံးလှလာပါပါကန်သွင်းယူခဲ့တတိယဦးဆောင်ကိုသွင်းပြီးတဲ့နောက်စပါအနေနဲ့တိုက်စစ်ကတော့ဆင်းနေတယ်ဒါပေမဲ့ကွင်းလယ်ကမရှိနိုင်တဲ့အခါမှာဘောလုံးကများများဆဆမရဘူးဦးဆောင်ကိုကတော့ဒီအာဆင်နယ်ရဲ့အမားကနေရီချာလီစင်ကအကောင်းဆုံးအဆုံးသတ်ပြီးတော့တော်တန်ဟော့စပါတဲ့ဦးဆောင်ကိုသွင်းပေးခဲ့တယ်အဲ့နောက်ပိုင်းမှာတော့သူ7မိနစ်15မိနစ်တော့စပါကဘောလုံးလေးတွေတော့ကင်နေဒါပေမဲ့ထိရောက်တဲ့ထိုးပေါက်တိုက်စစ်ဆင်မှုတော့ဒီမလုံနိုင်ခဲ့ဘူးလို့နဲ့ဒီမိနစ်90ကျော်မှာပဲမီခေမိုရီနိုနဲ့ ဒီ Leonardo Trossard ရဲ့ link up play ချိတ်ဆက်မှုကနေ Leonardo Trossard ကချပေးရကနေတစ်ဆင့် Ability SA ကဒီ hat trick ဖြစ်စေမဲ့ကိုကိုတွင်းပေးခဲ့တယ်ဒီနေ့ပွဲမှာ Mikel Morino ရဲ့အခန်းကဏ္ဍကလည်းအရန်ကိုအရေးပါတယ်ဗျဘာလို့လဲဆိုတော့သူ့ရဲ့ intelligent movement တွေဒီတောင်ပံကစားသမားတွေရဲ့ link up play ချိတ်ဆက်မှုတွေကဒီနေ့နိုင်ပွဲရဲ့ဒီအဓိကအခန်းကဏ္ဍကနေပါဝင်ပါတယ်နောက်ပြီးဒီ1.1 jewel တိုင်းမှာသူ့ရဲ့အားတာတဲ့ရုပ်ပိုင်းဆိုင်ရာကိုအကောင်းဆုံးအသုံးချပြီးတော့ ဘောလုံးကိုပြန်လဲရယူတယ်။ဒါကြောင့်ဒီနေ့နိုင်ပွဲမှာဆိုရင်လည်းမီခင်မိုရီနိုရဲ့အခန့်ကဏ္ဍကလည်းအရန်ကိုအရေးပါပါတယ်။နောက်တစ်ယောက်ကတော့ဒီအာဆင်နယ်ပရိသတ်တွေသတိထားမိမလားတော့မသိဘူး။အမေရိကန်ကစားသမားတယောက်ရှိပါတယ်။အဲ့ဒါဘယ်လိုလဲဆိုတော့ဂျူလီယန်တင်မားပါပဲ။နေ့ဂျူလီယန်တင်မားကစားသွားတာတကယ်ကို perfect right ဘက်ကစားသမားတယောက်ပါပဲ။တကယ်ပိုင်းမှာရော defending လုပ်တဲ့အပိုင်းမှာရောဘာမှကိုပြောပြရမလို့အောင်ကစားသွားခဲ့တယ်။လက်ရှိ Premier League မှာဆိုလည်းတကယ်ကို underrated player တယောက်ဖြစ်တယ်။ဆိုတော့ Arsenal ကဒီဒီပွဲမှာ တချို့တော့ကစားသမားတွေကစွမ်းဆောင်ရည်ကောင်းပြသတဲ့အပြင်တင်းပလေးဘိုင်းမှာလည်းဘာမှကိုပြောစရာမလိုအောင်ကစားသွားခဲ့တယ်။ဒီနိုင်ပွဲကြောင့်မို့ဒီ Chelsea ကို6မှတ်ဖြတ်ပြီးတော့အဆင့်3နေရာက Manchester City တင်းကို9မှတ်ဖြတ်ထားနိုင်ခဲ့တယ်။ဒါကြောင့်လက်ရှိတိုက်တဲ့ race မှာအားကောင်းဆုံးအသင်းတစ်သင်းဖြစ်ဆက်လက်ရပ်တည်နေစေပါလို့ပြောရင်းတဲ့ဗီဒီယိုလေးကိုဒီမှာပဲနားချင်ပါတယ်။အဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။